အင်္ဂါနေ့နိုဝင်ဘာ18ရက်နေ့1982ချစ်တော်ကစ်တီဒူဆဲတော်ရောက်လာပြီအားလုံးကောင်းကောင်းမွန်မွန်ပါပဲစက်တနာရီတိတိမှာစာတိုက်ရှိကတနေရာမှာစောင့်နေလူတယောက်လာတွေ့လိုက်မယ်ဆိုပြီးမိရက်ကသူ့ကိုချိန်နေတဲ့ဒူဆဲကလည်းချိန်ထားတဲ့နေရာတဝိုက်မှာမယောင်မလီနဲ့သွားစောင့်နေတာပေါ့ သူ့ကိုတီးတဲ့မစတာကူဖစ်ရောက်လာပြီးချိန်ထားတဲ့သူမလာနိုင်ဘူးဒါပေမဲ့ရုံးမှာမီးရရှိနေတာမို့လိုက်ခဲ့ပါလို့ခေါ်ပြီးကူဖစ်ကထရက်ထားနဲ့ပြန်လာတယ်ဒူဆဲကတော့လမ်းလျှောက်လာခဲ့တယ်စက်တနာကြီးထိုးပြီးမိနစ်20မှာ သူဟာရုံးခန်းထဲကိုရောက်လာတော့သူ့မှာတတ်ထားရတဲ့ကျဲဝါကြီးကိုမမြင်နိုင်အောင်မီးရကကုတ်အင်းကြီးတစ်ထည်ကိုပေးပြီးဝတ်ခိုင်းထားလိုက်တယ်နောက်ပြီးသူ့ကိုကိစ္စတစ်ခုခုရှိလို့ခေါ်လာဟန်နဲ့အပေါ်ထက်ကိုခေါ်သွားပြီးစာအုပ်စင်ကလေးကိုဖေး လျှို့ဝှက်လေကားလေးအတိုင်းခေါ်တက်လာခဲ့တယ်။အစ်စ်ရောက်လာသူကိုကျူဆိုဖို့အတွက်အပေါ်ထပ်မှာကိုရုကကော့ညက်အရင်နဲ့ကော်ဖီကိုစက်ပွဲမှာအသင့်ပြင်ပြီးစောင့်နေကြတယ်။ကိုရုရဲ့ဧကန်းကိုမီယက်ကအရင်လိုက်ပြတယ်။ကိုရုအိမ်ထောင်ပြိဘောကတွေကိုဒူဆဲကချက်ချင်းမမိသွားပြီးအပေါ်ထပ်မှာကိုရုရှိနေပြီဆိုတာကိုတေးတေးချာချာယုံသွားတာပေါ့။ဒါပေမဲ့သူဟာတိုက်အံ့အောနေဖို့အချိန်မရလိုက်ဘူး။ဘာဖြစ်လို့လဲဆိုတော့မီယက်ကအပေါ်ထပ်ကိုတန်းတန်းမမခေါ်လာတာကို ဒူစဲဟာတလက်ထိုင်မှာကိုမြုပ်နေအောင်ခြေပြက်လက်ပြထိုင်ရင် ကိုတို့တယောက်စီကိုစိတ်စိတ်ဆက်ဆက်ကြည့်ပြီးစကားလည်းမပြောနိုင်ဘူးတော်တော်ကလေးကြာမှဟင်ခမည်းတော်ဘယ်ဂျီယမ်မှာမဟုတ်တော့ဘူးပေါ့ဒီကိုလာတာချောချောမမောလွတ်လာတာပေါ့တဲ့အထစ်ထစ်အငုံငုံနဲ့ပြောတယ်ကိုတို့ကိုလိုက်ရှာရင်လမ်းလွဲအောင်ဆိုပြီးလူတွေကြားမှာအထူးသဖြင့်ဂျာမန်တွေကြားမှာဒီလိုတည်င်းလွင့်ခဲ့ရတဲ့အကြောင်းကိုကိုတို့ကရှင်းပြလိုက်တယ် ။ဒူဆဲကဒါနဲ့မပြီးသေးဘူး။ကိုတို့ရဲ့ရုပ်ဝတ်ခန်းဆောင်ကလေးမှာအစစအရာရာပြပြရီစီစဉ်ထားပုံကိုသိတဲ့ဘောကြပြီးအံ့အားသင့်နေသေးတယ်။နေ့လယ်စာကိုအားလုံးအတူတူစားကြတယ်။နောက်လက်ဖက်ရည်တောက်ကြပြီးမိရက်ကကြိုးဝဲထားတဲ့ပစ္စည်းပစ္စည်းရလေးတွေကိုပေးတယ်။ဒီနောက်တော့သူဟာကိုအိမ်ကိုရာကိုရောက်နေတယ်လို့ဖြစ်နေတယ်ထင်တာပဲ။အထူးသဖြင့်လက်နှိပ်ဆက်နဲ့ရိုက်ထားတဲ့လျှို့ဝက်ခန်းဆောင်စင်းမြင့်ဥပဒေများ ဖောင်တန်းရဲ့လက်ရာကိုရပြီးတဲ့အခါကျတော့မှပို့ပြီးတော့ပျော်သွားမလားမသိပါဘူးလေ။ရုပ်ဝတ်ခန်းဆောင်လက်ညုံနဲ့ကျိုးချောင်းဖော်ပြချက်ဂျူးများနဲ့အလားတူလူမျိုးများအတွက်ယာရှိနေအိမ်အဖြစ်အသုံးပြုသောအထူးဌာနတနစ်ပလုံဖွင့်သည်အမ်စတာဒန်မြို့လေကောင်၌ရှိပြီးလာပါသည်အေးချမ်းသည်တစ်တော်ဝန်းကျင်မှကင်းရှင်းသည်ဒိုက်ရထားအမတ်73နှင့်78တို့ဖြင့်လာနိုင်သည် ကားနဲ့၎င်း၊ဘိုက်စကယ်နဲ့၎င်းလာနိုင်သည်။အထူးကိစ္စများအဖြစ်ဂျာမန်များကသဲယူပို့ဆောင်ရေးရင်များကို တားမြစ်ထားရင်ခြေကျင်လဲလာနိုင်သေးသည်။တဲခိုနေထိုင်ရေးအခမဲ့အထူးတလဲစီစဉ်ထားသောအစားအသောက်ရေရေချိုးခန့်ထဲ၌ရေရှိသည်။ချိုးစရာနေရာမရှိ။နေရန်အတွင်းအပြင်ဖက်သို့ဒလဟောစီစဉ်နေသည်။စတုခန်ပစ္စည်းအလုံးစုပြောင်းတူလောင်သည်။ ကိုပိုင်အတန်လွင့်ဌာနလန်ဒန်နယူးယောက်တယ်လီဗစ်အပြင်တခြားသောအတန်လွင့်ဌာနများနှင့်အဆက်အသွယ်ရှိသည်ဤအတန်ဖန်းကရိယာကိုညနေ6နာရီကျော်မှသာလျှင်သုံးခွင့်ရှိသည်အခြားအတန်လွင့်ချက်များကိုမဖမ်းရဟုပိတ်ပင်တားမြစ်ခြင်းမရှိသို့သောဂျာမန်အတန်လွင့်ဌာနတို့မှထုတ်လွင့်ချက်များအနက်အထူးကိစ္စအဖြစ်ရှေးဟောင်းတီးဂီတာများကိုမှဖမ်းယူခွင့်ပြုသည်အနာယူချင်းည10နာရီမှ နက်နက်9နာရီအထိတနင်္ဂနွေနေ့များတွင်နက်နက်10နာရီမှ15မိနစ်အထိအချိန်အနည်းကခွင့်ပြုရင်တစ်နေ့လုံးနားနေနိုင်သည် အများပြည်သူတို့လုံခြုံရေးအကျိုးကအနာယူချိန်ကိုစက်တဲစွာလိုက်နာဆောင်စီရမည်အာနတိနေ့များအိမ်အပြင်တို့ထွက်ခြင်းများကိုရက်အကန့်အသတ်မရှိရွှေ့ဆိုင်ထားသည်။စကားပြောဆိုသုံးလုံးခြင်းအမြဲတမ်းညင်သားစွာစကားပြောရမည်။ ဤအမိတ်ကိုတင်းကျပ်စွာလိုက်နိုင်ရမည်။ယဉ်ကျေးသောဘာသာစကားအားလုံးကိုခွင့်ပြုသည်။ထို့ကြောင့်ဂျမ်ပန်ဘာသာစကားမပြောရ။သင်္ကန်းစာများရစ်တတပတ်တပတ်လင်းလက်ရည်တူရေးဖြင့်သင်္ကန်းစာတစ်ခုအင်္ဂလိပ်ပြင်သစ်သင်ချာနှင့်ရာဇဝင်အချိန်မရွေးအလမွေသရစ်ဆန်ကြီးများအထူးဌာနရှိသည်ခွင့်ပြုချက်ရယူရန်လိုသည်။ကောင်းစွာပြုစုကြွေးမွေးနိုင်သည်။အိုးမွှားများမှာအပထမင်းစားချင် နက်နက်ဆောင်တနင်္ဂနွေနေ့ဗန်ပိတ်ရက်များမှာအပနေ့စဉ်နက်နက်9နာရီတနင်္ဂနွေနေ့ဗန်ပိတ်ရက်များတွင်နက်နက်ဆောင်ကို17နာရီခွဲနာရီခန့်နေ့လယ်ဆောင်ကို အကြီးအကျယ်မဟုတ်နေ့လယ်တနာရီ15မိနစ်မှတနာရီ45မိနစ်အထိညစာအေးသို့မဟုတ်အပူအချိန်ကန့်သက်ခြင်းမရှိတည်င်းကြညာချက်များအပေါ်၌မူတည်သည် တာဝန်များနေထိုင်သူများသည် ရုံးလုပ်ငန်း၌ကုညီရန်ထောက်ပံ့အသင့်ရှိစေရမည် ရေချိုးခြင်းတနင်္ဂနွေနေ့များတွင်နက်နက်9နာရီမှစ၍ရေချိုးရန်နေရာရယူနိုင်သည်အိမ်သာခန်းမိဖို့ခန်းတီးတန့်ရုံခန်းသို့မဟုတ်ရုံခန်းကျဲစိုက်နှစ်သက်ရာနေရာမူးရစ်စေသောအဖျော်ယမကဆီယဝွန်ဤညွန်ကြားချက်အရသာပြေဤမင်းရဲ့အန်နာဇာတပတိနေ့နိုဝင်ဘာ19 1940ချစ်တော်ကစ်တီ ဒူဆဲဟာကိုရုထင်ထားခဲ့တဲ့အတိုင်းလူကောင်းတယောက်ပါပဲကိုခန်းကလေးမှအတူတကွာမျှနေဖို့ကိုလေသူကလက်ခံတယ်။တစင်းတင်ရလူတယောက်ယောက်ကကို့အသုံးဆောင်လေးကိုသုံးမယ်ဆိုတာနဲ့ပတ်သက်လို့ရိုးရိုးသားသားပြောရရင်ကိုသိတော့ဘဝင်မကြလာဘူး။ဒါပေမဲ့မုံမြတ်တဲ့လမ်းစဉ်အတွက်လူတဦးတယောက်ဟာအနစ်နာခံစရာရှိရင်ခံရမယ်မဟုတ်လား။အဲ့ဒါကြောင့်ကိုကလေကို့ရဲ့မဖြစ်စလောက်အရာကလေးကိုစိတ်စေတနာကောင်းကောင်းနဲ့လူရတော့မှာပေါ့။ တို့ဟာလူတဦးတယောက်ကိုကဲတင်ထားနိုင်နေဆိုရင် တခြားအရာတွေဟာဘာမှအရေးမကြီးတော့ဘူးလို့ဖေဖေကပြောဖူးတယ်။ဖေဖေဟာလုံးဝမှန်ကန်ပါတယ်။ဒီကိုဒူစဲရောက်ရောက်ချင်းမှမိကူအမျိုးစုံကိုမေးတာပဲ။လက်တူလက်ရှိခိုင်းရတဲ့မိမဘယ်တော့လာလိမ့်ရှိသလဲ။ရေချိုးခန်းကိုဘယ်အချိန်မှအသုံးပြုရသလဲ။အိမ်သားကိုရောဘယ်အချိန်မှသုံးခွင့်ရှိသလဲ။ဒီမိကူတွေကိုကြားရင်မင်းတို့ရည်ရမလားမသိဘူး။ဒါပေမဲ့ပေါအောင်နေရတဲ့နေရာမှာတော့အင်မတန်အရေးကြီးပါတယ်။ နေခင်ဖက်ဆိုရင် အောက်ထက်ကကြားစီမဲ့အတန်ပလန်ဟူသမျှကို မမြည်ရအောင်ကိုတို့ကတတိထားရတယ်။တစိမ့်တရံတရရောက်ဥပမာနေစာ အခိုင်အစိမိမတယောက်လောက်ကများလာတဲ့နေဆိုရင်ကိုတို့ဟာပိုးပြီးတတိတာထားနေရတယ်။ဒူစဲကိုကိုကအသေးစိတ်ရှင်းပြလိုက်တယ်။ဒါပေမဲ့သူဟာနားလေရဖြစ်နေတယ်။အရာရာတိုင်းကိုအနည်းဆုံးနှစ်ခါပြန်ပြီးတော့မေးတာကြီးပဲ။နောက်ပြီးမက်လဲမက်မိပုံမရဘူး။ရှောင်းတခင်အပြောင်းအလဲတွေကြောင့် ထုံထိုင်းနေလို့လားမသိပါဘူးကွယ်အဲ့ဒီလိုအသေးအဖွဲကလေးတွေမှာအပတခြားအရာတိုင်းကတော့အားလုံးကောင်းကောင်းမွန်မွန်ပါပဲကိုရောမသိတဲ့အပြင်လောကရဲ့အကြောင်းတွေကိုဒူဆဲကပြန်ပြန်ပြောပြတယ်အင်မတန်ဝမ်းနည်းစရာကောင်းတဲ့သတင်းတွေပါပဲမရေမတွက်နိုင်တဲ့မိတ်ဆွေတွေအတိအကျွမ်းတွေဟာကြောက်မက်ဖွယ်ကံကြမ္မာဆိုးတွေနဲ့တွေ့နေကြရပြီးညနေတိုင်းညနေတိုင်းအစိမ်းရောင်အညိုရောင်စစ်ကားကြီးတွေရောက်ရောက်လာနေတယ်ဂျာမန်တွေဟာအိမ်ပေါက်ဆေးလိုက်ပြီးဂျူးတွေရှိမရှိစစ်ဆေးတယ် ရှိခဲ့ရင်တော့အိမ်သားအားလုံးကိုခေါ်သွားပြစ်တာမှတ်ပြီးတော့တအိမ်မှမတွေ့ရင်နောက်တအိမ်မှဆက်ရှာတယ်။ပုံရှုံးမနေရင်တော့လွတ်လန်းရဲလို့မရှိနေဘူး။ဂျာမန်တွေဟာလူစရင်ကိုကင်ပီးလိုက်တာပဲ။ဘယ်နေရာကိုဝင်ရှာရင်တတိကြီးမိမယ်ဆိုတာကိုလည်းသူတို့ကသိတယ်။တခါတလေတော့လူတယောက်ကိုငွေဘလောက်ပေးဆိုပြီးငွေပေးလိုက်ရင်လွတ်တာပဲ။ရှေးတုန်းကကြေးကျွန်တွေကိုလိုက်ဖမ်းတာမျိုးနဲ့မတူဘူးလား။ဒါပေမဲ့ဒီကိစ္စတွေဟာပေါ့ပေါ့တန်တန်မဟုတ်ဘူး။ အင်မတန်ကိုဝမ်းနည်းစေရပါညံ့ဒီဖက်မောင်းလာပြီးဆိုရင်ဂျမ်ပန်တွေကရှိုက်နဲ့ကန်ကြောက်ပြီးအတင်းအရမဖမ်းဆီးခေါ်ဆောင်ရနောက်ကိုလိုက်သွားကြရတဲ့လူတွေကိုကိုဟာမကြာခဏဆိုသလိုတွေ့နေရတယ်လူကြီးလူငယ်ကလေးသူငယ်ကအဆောင်ကိုဝင်ဆောင် မိန်းမတွေရောမကျမ်းပါတဲ့သူတွေပါအဆုံးတွေ့သမျှကိုဖမ်းတာပဲသူတို့ဟာတေးမင်းစီကိုအတူတကွသွားနေကြရပြီလေကဲကိုရိုတော်ဒီမှာလုံလုံချုံချုံရောက်နေတာဘလောက်ကုတ္တကံကောင်းလိုက်ပါတလေ ကိုရုတ်ကိုအကူအညီပေးနိုင်တဲ့အတိမိတ်ဆွေတွေအတွက်တော့ကမရောက်ရဘူးဆိုရင်တော့ကိုရုတ်ဟာအဲ့ဒီအတိဒုက္ခတွေအတွက်ပူစရာမလိုပါဘူးကိုရဲ့အချစ်ဆုံးတငယ်ချင်းအတိမိတ်ဆွေတွေဟာအေးမြတဲ့ညအမောင်းမှာအရိုက်အနက်ခံအငင်းဆဲခံရစင်မှာကိုကဟော်ရီနှွေးထွေးတဲ့အိတ်ရပေါ်မှာအိတ်နေရတာဟာလက်ပြမလုံဘူးကဘာမကြီးကြီးပေါ်မှာလမ်းတလားနေတဲ့အဆိုးဆုံး အယက်ဆက်ဆုံးလူတွေရဲ့လက်ထဲမှာရောက်သွားကြရတဲ့မိတ်ဆွေတွေအကြောင်းကိုစဉ်းစားရင်းကိုဟာကြောက်ကြောက်လာတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့အားလုံးဟာယူတွေမဟုတ်လား။မင်းရဲ့အန်နာတောက်ကြနေ့နိုဝင်ဘာ20 1940ချစ်တော်ပြတီအခုအထိတော့ဂျူးတွေနဲ့ပတ်သက်တဲ့တည်င်းဟာပိုရုတ်ထဲမှာစူးစူးရှက်ရှက်ဝင်မလာသေးလေတော့ ကိုတို့ဟာတတ်နိုင်သမျှပျော့ပျော့ရွှင်ရွှင်နေတာအကောင်းဆုံးပဲလို့ထင်ကြတယ်။အတိမိတ်ဆွေတယောက်တော့ဘာဖြစ်သွားပြန်ပြီစသဖြင့်ပေါ့လေ။မိရက်ကလာပြောရိုင်းမင်မီနဲ့ Mrs. Fandando ဟာငူကြတာပဲ။အဲ့ဒီတော့နောက်ထပ်မပြောတာပဲကောင်းတယ်လို့မိရက်ကတွေးမိပါလိမ့်မယ်။ဒါပေမဲ့ဒူဆဲကိုတော့အားလုံးကမိကွန်းနဲ့ဝိုင်းပေးကြတာပဲ။သူ့စီကကြားရတဲ့ဇာတ်လမ်းတွေကမိပြောက်နိုင်စရာမရှိအောင်ကြောက်စရာတုံ့လောက်စရာကောင်းလာပါတယ်။အဲ့ဒီကြောက်မဲ့ဖွဲရအဖြစ်ပြက်တွေကိုတို့စိတ်ထဲမှာမင်းမင်းပြက်ွက်သွားတာနဲ့တပြိုင်နဲ့ ကိုတို့ဟာရည်စရာမောစရာတွေပြောကြနောက်ပြောင်ကြပေါ့လေအပြင်ကလူတွေအတွက်လည်းမကူညီနိုင်ကိုတို့ကလည်းငေးတိငေးမိုင်းဆိုရင်ဘာအကြောင်းထူအောင်မလဲကိုတို့ရဲ့လျှို့ဝှက်ခန်းဆောင်ကိုဝန်းနေကြည်ခွေဖွေရလျှို့ဝှက်ခန်းဆောင်အဖြစ်ပြောင်းပြစ်လို့ဘာများအကျိုးရှိပါမလဲကိုဘာပဲလှုပ်လှုပ်တခြားသူတွေအကြောင်းကိုအမြဲပဲစဉ်းစားနေရမလားအကြောင်းတစ်ခုခုအတွက်ကိုရည်ချင်နေရင်တောင်မှမရည်ပဲမျိုးသိပ်ပြီးတလောက်ပြုံနေရကောင်းလားလို့ကိုဖော်သားကိုရှက်နေရမလားဒါဖြစ် တစ်နေ့လုံးရောငုံနေရမှာလားမဖြစ်နိုင်ဘူးမဖြစ်နိုင်ဘူးနောက်ပြီးကြေကွဲဝန်းနေစရာတွေဟာတစ်ချိန်မှာပပျောက်သွားကြရမှာပါပဲအဲ့ဒီအတ္တိဒုက္ခတွေအပြင်တခြားကိစ္စတခုကလည်းရှိသေးဒါကတော့ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာတသက်ပေါ့လေအရေးလည်းမကြီးလာပါဘူးမကြမီအချိန်ကစလို့ကိုဟာအများတကာရဲ့စွန့်ပစ်ထားခြင်းခံနေရတယ်လို့ထင်နေတယ်ကိုဟာရှောင်ရရှားရတဲ့စည်းကမ်းတွေကိုဝန်းရံပြီးနေနေရတယ်ပျော်ရွှင်ခဲ့ရတာတွေကြည်နူးခဲ့ရတာတွေ ကိုယ့်ရဲ့မိန်းကလေးအတိအကျွမ်းတွေကိုအမြဲတမ်းတတိယနေရတယ်။အမြဲတမ်းတတိယနေတယ်။အခုတော့ one day ခြေခွဲစရာတွေကိုရောကိုကိုကိုရောစဉ်းစားတယ်။ဒါတော့ကိုယ့်ရဲ့ကုံလုံးလေးပြီးသောကပချင်းချင်းကလေးတွေကကိုအင်မတန်ချစ်တဲ့ဖေဖေဟာနေရမယူနိုင်သေးတာကိုကိုရှာဖွေတွေ့ရှိလာရတယ်။ဒီလိုယူးယူးမတ်မတ်အရာတွေကိုပြောပြီးမင်းကိုဘာဖြစ်လို့ကိုကစိတ်ညစ်အောင်လုပ်မိတယ်လဲ။ကိုဟာကြီးစုမတိတတ်ဘူးနော်ကစ်တီ။ဒါကိုကိုသိတယ်။မင်းရဲ့အန်နာ စနေနေ့နိုဝင်ဘာ28 1940ချစ်တော်ကတည်းရက်စစ်တအားကိုအချိုးအစားထက်ပိုပြီးကိုတို့သုံးခဲ့တယ်။အဖေကဘာထွက်လာတယ်လဲ။အစွမ်းကုန်ချွေတာဖို့နဲ့ဓာတ်အားကို ဖြတ်တောက်ပစ်ဖို့အလားအလာပဲ။ဒါနဲ့ဓာတ်အား15ရက်ဖြတ်ထားလိုက်တယ်။နောက်ထပ်ဒီလိုမဖြစ်စေရဘူးလို့ဘယ်သူကပြောနိုင်မလဲ။ညနေ4နာရီကျော်ရင်ဆက်ဖတ်လို့မကောင်းဘူး။မောင်နေကိုတို့ဟာအချိန်ကုန်အောင်ဆိုပြီးနှီးမျိုးစုံကိုအသုံးချရတော့တာပဲ။ စက္ကထာဝက်တယ်အမောင်ထဲမှာကိုလက်လှောက်ရှာမှုလေ့ကျင့်နေအင်္ဂလိပ်နဲ့ပြင်သစ်စကားပြောကျင့်နေစာအုပ်တွေကိုဖတ်တယ်မင်းညက်နေကတော့ကိုဟာအစ်စ်အစံတစ်ခုခုကိုရှာဖွေတွေ့ရှိခဲ့တယ်အနောက်ဘက်ကမီးလင်းနေတဲ့အိမ်ကိုကိုကမန်ပြောင်းနဲ့ချောင်းကြည့်တယ်လေနေ့ခင်းနေ့လည်းပဲဆိုရင် ကိုတို့ဟာအတားအဆီးတွေကြားကပြူလို့တော့မကြည့်ရကြဘူးမောင်သွားရင်တော့ကြည့်လို့ရပါတယ်အိမ်ကြီးချင်းတွေဟာဒီလောက်စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ဟိုတုန်းကကိုမသိခဲ့ဘူး ကိုရုအိမ်ဒီချင်းတွေကတော့အင်မတန်ကိုစိတ်ဝင်စားစရာကောင်းနေပါလားတအိမ်ကလူတွေဟာအတူတမင်းစားနေကြတယ်တအိမ်ကတော့မိသားစုတစ်ခုလုံးအိမ်တွင်းမှာရုပ်ရှင်ကြည့်နေကြတာမျက်နှာချင်းဆိုင်ကသွားဆိုင်ဆရာဝန်ကတော့အမကြီးတယောက်ကိုသွားနှုတ်ပေးနေတာဒီအရာတွေအားလုံးကိုကိုကတွေ့ရတယ်မစတာဒူဆဲကတော့ကလေးတွေကိုချစ်တတ်တယ်ကလေးတွေနဲ့အတူတူနေလေရှိတယ်လို့အားလုံးကပြောကြတယ်အခုတော့သူ့ရဲ့ပင်ကိုအရင်ပေါ်လာပြီး ူဟာစီးစနစ်ကြီးတယ်။ထိုင်းမိုင်းလေးလံနေ။ဟောပြောတုံတင်တယ်။ကဲကိုကံကောင်းတယ်လို့ဆိုမလား။မဟုတ်ဘူး။ကံမကောင်းဘူး။တလောက်ပါတာတရားရိုသေကိုင်းဆိုင်ပြီးစီကန်းကြည့်လာတဲ့သူနဲ့တခမ်းနဲ့နေရတော့ကိုဟာလူငယ်၃ယောက်ထဲမှာအစိုးတကအစိုးဆုံးလို့ဖြစ်နေပြီ။ရှေးရိုးအစင်လာဆုံးမတာတွေတတိပေးတာတွေကိုလှောက်အောင်မနှဲရှောင်နေရတယ်။သူသာတလောက်တီးတိုးမလုပ်တတ်ဘူး။မိမိကိုရောတီးတိုးသွားသွားပြီးမပြောတတ်ဘူးဆိုရင် ိုကဒလောက်ဒုက္ခကလေးကိုခံနိုင်ပါရဲ့ပုံအောင်နေတဲ့စီစနစ်ကြီးကြီးမိသားစုထဲမှာဆိုးဆိုးတိတိကလေးဖြစ်နေရတဲ့ဒုက္ခဟာမသေးလာကြောင်းကိုမင်းတွေးမိချင်းတွေးမိမယ်ပေါ့ညညကြလို့ရှိရင်အဲ့ရပေါ်မှာလဲလျောင်းပြီးကိုဟာကိုယ့်ရဲ့အပြစ်တွေမကောင်းမှုတွေကိုစဉ်းစားမိတိုင်းရည်ချင်းတလူလူငိုချင်းတလူလူကိုယ်စိတ်ထဲမှာရှုပ်ထွေးပြီးဝေခွဲမရဖြစ်ရတာပဲကိုဖြစ်ချင်တဲ့အဖြစ်ကိုပြုတ်မှုချင်တဲ့အပြုတ်မှုတွေနဲ့ခြားနာတဲ့အဖြစ်တွေအပြုတ်မှုတွေကို ရချင်လချီရေဆိုတဲ့မိုက်မိုက်ကန်းကန်းဆန္ဒနဲ့ကိုဟာအိမ်မောကြရတာကြီးပဲဒါရီကိုရေးနေရတဲ့အတွက်ခွန့်လွတ်ပါကိုဟာဖြစ်သမျှအကြောင်းတွေကိုရှင်ထဲမှာမြို့သိမ့်လူကြီးမထားနိုင်ဘူးအခုတလောစာရွက်ကလည်းရှားလို့စာရွက်တွေကိုအလကားမဖြုံးနိုင်ဘူးဒါကြောင့်နောက်ဆုံးစာချောင်းကိုနောက်ထပ်တစ်ခေါက်ထပ်ပြီးမဖတ်ဖို့ကိုအကြံပေးခြင်းပါတယ်နားလေအောင်လည်းမကြိုးစားပါနဲ့ ာဖြစ်လို့လဲဆိုတော့မင်းဘလို့ပဲစူးစားစူးစားအောင်မြင်မှာမဟုတ်တဲ့အတွက်ပါပဲမင်းရဲ့အန်နာတနင်္လာနေ့ဒီဇင်ဘာ9ရက်1949ချစ်တော်ကစ်တီဒီနှစ်မှာမီထွန်းပွဲတော်နဲ့ Saint Nicholas ပွဲတော်နေ့တွေဟာတရက်ပဲခြားကြတယ်မီထွန်းပွဲတော်နေ့အတွက်တော့ဘာမှအကြီးအကျယ်မလုပ်ပါဘူးလက်ဆောင်လေးပါလေးပေးကြဖျောင်းတိုင်လေးပါလေးထွန်းကြပါလို့ ဖယောင်းတိုင်အလုံးအလောက်မရှိလို့တတိုင်ကို10မိနစ်ပဲထွန်းရတယ်။ဒါပေမဲ့မီးထွန်းပွဲတော်လူတွေရှိနေရင်တော့ပြီးတာပဲမဟုတ်လား။မစ္စတာဖန်တန်ကတစ်သားဖယောင်းတိုင်ကိုလေးလှုပ်သေးတယ်။ Saint Nicholas ပွဲတော်ရဲ့ဖြစ်တဲ့စနေနေ့ညနေခင်းကတော့ပုံပြီးပြောစရာပဲ။မီးရက်နဲ့အယ်လီတို့ကဖေဖေနဲ့မကြာခဏဆိုသလိုတီတူပြောနေကြတော့သူတို့ဘာတွေပြောနေတယ်ဆိုတာကိုကိုရောကသိပြီးသိကျင်ကြတယ်။ဘာများဖြစ်ပြန်ပြီလဲလို့အမျိုးမျိုးမန်းဆကြရတာပေါ့။ ထင်းတဲ့အတိုင်းပါပဲည၈နာရီမှာ ကိုရောအားလုံးမဲမောင်နေတဲ့တက်သားလီကားကဆင်းခိုင်းပြီးအောက်ထက်ကိုခေါ်သွားတယ်။အဲ့ဒီအခါမှာကဗရင်ပေါက်ရဲလို့မရှိတဲ့အတွက်မိတွေထွန်းထားတယ်။နောက်ပြီးဖေဖေကဗီဒီယိုသလုံးကိုဖွင့်လိုက်တော့ဒေါနာမှာ Saint Nicholas ပုံတော်ကိုစက်ကူနဲ့လှုပ်ထားတဲ့ချင်းကြီးကိုတွေ့ရတယ်။ကိုရောကဟာလှလိုက်တာလို့အုံမိကြတယ်။ချင်းကိုအပေါ်ထက်ကိုရောယူခဲ့ကြတယ်။အားလုံးအတွက်လက်ဆောင်ပစ္စည်းတွေလည်းပါတယ်။ကိုကအယုတ်တယုတ် ဖေဖေကစာအုပ်ညက်တာတစ်ခုစီရကြတယ်။ဘာပဲဖြစ်ဖြစ်လေအင်မတန်ကောင်းတဲ့စိတ်ကူးပါပဲ။မင်းရဲ့အန်နာ။ဇာတပတိနေ့ဒီဇင်ဘာ10 1942ချစ်တော်ကစ်တီမစ္စတာဖန်တန်ဟာအသားဝက်ဥချောင်းနဲ့ဟင်းခတ်အမွေးချိန်လုပ်ငန်းတွေမှာကျွမ်းကျင်နေ။အဲ့ဒါကြောင့်လေဖေဖေလုပ်ငန်းမှာသူ့ကိုခေါ်ထားခဲ့တာပဲ။အခုတော့သူဟာတကယ့်ဇာတိမန်ကိုပြလာတယ်။ ိုရောကသဘောမတူနိုင်တာတွေပေါ့အခက်ခဲရှိလာရင်သုံးနိုင်အောင်ဆိုပြီးကိုရောကအသားတွေအများကြီးမာထားခဲ့တယ်။အဲ့ဒီအသားတွေကိုစင်ပြေဝက်ဥချောင်းတွတ်တယ်။အသားတွတ်ထားတဲ့ဝက်ဥချောင်းတွေကို၆နေအောင်ဆိုပြီးအခန်းထဲမှာတန်လန်ဆွဲပြီးလမ်းထားတာကိုကြည့်ရတာတိတ်ရီစရာကောင်းတာပဲ။မစ္စတာဖန်တန်ကတော့အလုတ်ရှုံဆုံးပေါ့။သူ့မိမရဲ့ခါးစည်းတစ်ထည်ကို သူ့ရဲ့ခါးမှာစီးပြီးအသားတွေကိုဖုတ်ရဆင်းရပေါ့လေ။သွေးစွန်းနေတဲ့လက် နေမြန်းနေတဲ့မျက်နှာစွန်းထင်းနေတဲ့ခါးစည်းတွေနဲ့မစ္စတာဖောင်တန်ဟာတကယ့်ကိုတသက်သမားနဲ့တူနေတာပဲ။မစ္စစ်ဖောင်တန်ကတော့တစ်ချိန်တည်းမှာပဲအလုပ်အကုန်လုံးကိုလုပ်ချင်တဲ့မိန်းမကြီးပဲ။ဟင်းချိုအိုကိုမွေအသားခေါပုံကိုစောင့်ကြည့်နာနေတဲ့သူ့နံယူအချောင်းကိုပြောပေါ့လေ။နံယူနာတော့တာကလည်းသူ့ကိုယ်သူအလေးချိန်ကိုရှော့ဖို့ကြီးတောင်ကြီးမားနဲ့လေးချိန်ခန်းနဲ့တွားလောက်တာကို။ဒူဆဲကတော့နာနေတဲ့မျက်စိတစ်ဖက်ကိုလက်ဖက်ချောက်ရည်တွေနဲ့ဆေးနေပြီ။ ဖေဖေဟာ တကားပေါက်ကဝင်လာတဲ့နေရောင်ခြည်အောက်မှာကလတ်ထိုင်တစ်လုံးနဲ့ထိုင်လို့အကျော်အစ်စ်ရောင်တဲ့ယောဂါကြောင့်တူပါရယ်ဖေဖေဟာမစတာဖန်တန်းလောက်ကိုင်းတာကိုထိုင်ကြည့်နေပြီမဲ့မျက်နှာမကောင်းဘူးတကယ့်ကိုလူအိုကြီးလိုပါပဲပီတာကတော့သူ့ကြောင့်နဲ့တခန်းလုံးလှည့်ပြီးတော့မှကစားနေတာပဲမင်းမေးရဲ့ကိုရဲ့မာကော့ချီရဲ့ကတော့အာလူတွေကိုအခွန်တင်နေကြတယ်ကိုရော့ဟာ အားလုံးအမားတွေကြီးပဲလှုပ်မိနေတယ်မလားဘာဖြစ်လို့လဲဆိုတော့မစတာဖန်တန်းကိုကိုရောကအလုတ်ရှုပ်ခံပြီးစောင့်ကြည့်နေတာကိုဒူဆဲကသူ့သွားနှုတ်သွားဆိုင်အလုတ်ကိုစရယ်သူ့ရဲ့ပထမအဦးဆုံးလူနာအကြောင်းကိုကိုပြောပြရအောင်မေမေမေကမိဖူတိုက်နေခိုက်မစ္စစ်ဖန်တန်းကအခန်းအလေကောင်းကကလထိုင်ပေါ်မှာသွားထိုင်ရလိုက်တာပဲဒူဆဲကလည်းသူ့စေးကရိယာတက်တာကြီးကိုရေးကြီးတုတ်ပြဖွင့်လို့ပေါ့လေလုံရင်300အောင်ဆိုပြီး audio ခလုံးရေးမွေးတွေပါရတော့တောင်းလို့ Mrs. Pandan ရဲ့ပါဇက်ထဲကိုသူကြည့်လိုက်တော့နေနေတဲ့သွားနှချောင်းကိုတွေ့ရရောသွားတွေကဘလောက်တောင်နှဲ့နေတယ်လဲဆိုရင်ကင်လိုက်တာနဲ့တပြိုင်နက် Mrs. Pandan ဟာနာနုံးလို့တလွန့်လွန့်တငင်းကြီးပေါ့အကြာကြီးစစ်စစ်ကြည့်ရှုပြီးတဲ့အခါကျတော့ဒူဆဲကအပေါက်တပေါက်ကိုချစ်ပြစ်တယ်ကြောက်လည်းမကြောက်နဲ့ဂုံးကစ်တီကိုရိုးရဲ့လူနာကတော့ချင်းတစ်ဖက်လက်တစ်ဖက်ကိုအရက်ရှစ်မျက်နှာဆန့်တန်းပြီးအော်တော့တာပါပဲအဲ့ဒီလိုရုံးကန်အော်ဖြစ်နေတော့ ်ချစ်တဲ့ကရိယာဟာမစ်မန်တန်ရဲ့သွားကြမှာညက်ချမ်းနေခဲ့လေရောအဲ့ဒီမှာ ပွက်ပွက်လောင်တော့တာပေါ့ဒီချစ်တဲ့ကရိယာတစ်ခုလုံးပစက်ထဲရောက်နေတဲ့ဈာကကိုသူကငိုသေးတယ်နောက်ပြီးပစက်ကဆွဲထုတ်ဖို့ကြိုးစားတယ်မစ္စတာဒူဆဲကတော့ရည်စရာဆက်ကိုတီတီငိမ့်ငိမ့်ပဲစောင့်ကြည့်နေတာပေါ့တခြားပွဲကြီးပရိသတ်ကလည်းစိတ်မထိန်နိုင်တော့ဘဲနဲ့ဝိုင်းရီကြတယ်ခိုလှဲလိုက်ဒီလဲလိုက်ကန်လိုက်တောက်လိုက် အော်လိုက်ဟစ်လိုက်လို့ပြီးတော့မှပဲတဖုံးချစ်တဲ့ကရိယာကထွက်လာပြီးတော့တာပဲအဲ့ဒီတော့မစတာဒူဆဲကဘာမှမဖြစ်တယ်လို့သူ့အလုပ်ကိုသူလုပ်တာပါပဲမစ်ဖန်ဒန်နောက်ထပ်မူယာမာယာလုပ်ဖို့အချိန်မရနိုင်တော့အောင်ကိုမစတာဒူဆဲကမြင်လာပါတယ်ဒါပေမဲ့သူတတက်မှဒီတခါတော့အကူအညီတောင်းရတာမျိုးမရှိသေးဘူးတဲ့ပေါင်ဒန်းနဲ့ကိုကဘေးကနေနေပြီးကိုရတယ်လေမြင်ခွင့်တစ်ခုလုံးဟာအလဲခက်ပကြီးကားတွေတဲကအတိုင်းပါပဲ ခိုက်တံမှာတော့လူနာဟာလူနာလိုမနေဘူးဟင်းချူအိုးကိုရောထမင်းကိုရောမျက်စိအောက်ကအပြောက်မခံဘူးတခုတော့တေချာတာရှိတယ်အဲ့ဒါကပါလေဆိုတော့မစ်ဖန်တန်ဟာနောက်ဒီလိုကုတာတာမျိုးကိုလွယ်လွယ်နဲ့လက်ခံတော့မှမဟုတ်တော့ဘူးဆိုတာပါပဲမင်းရဲ့အန်နာ